မန္တလေးတိုင်းတွင်ငလင်တန်ကြောင့်လက်ရှိချိန်ထိလူ694ဦးသေဆုံးပြီး1690ဦးထဏ်ရာရကထိရောက်တဲ့ကစဲတွေလုဆောင်နိုင်ခြင်းမရှိသေးပေမဲ့စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကဒီကနေ့မတ်လ29ရက်နေ့မနက်ပိုင်းကတွားရောက်ခဲ့တယ်လို့စစ်ကောင်စီကထုတ်ပြန်ပါတယ်။ရစ်ချက်ဒါစကေ9.9အဆင့်ရှိတဲ့အင်အားအလုံးပြင်းထန်တဲ့မြင်းငလင်နဲ့နောက်ဆက်တွဲငလင်ငယ်တွေမတ်လ28ရက်ကလွတ်ခတ်ခဲ့တာကြောင့် မန္တလေးပအဝင်စကိုင်းမကွေရှမ်းအရှိနေပြည်တော်ဘကိုးစတာရီမှာထိခိုက်သေးဆုံးမှုပျက်စီးဆုံးရှုံးမှုများပြခဲ့ပါတယ်။စစ်ကောင်းဆောင်ဟာမန္တင်တန်းကြောင့်ထိခိုက်ခဲ့ရတဲ့နေရာတွေကိုရဟတ်ရင်နဲ့ကြီးစုခဲ့ပြီးအဲ့လိုကြီးစုခြင်းဟာဟန်ပြတာဖြစ်ပြီးတယောက်တဲ့တန်ဆယ်ရေးတွေကိုလုဆောင်နိုင်ခြင်းမရှိဘဲအမြန်ဆုံးဆောင်ရွက်ဖို့သာပြောဆိုခဲ့လို့သိရပါတယ်။ ဒါပေမဲ့မြေပြင်ပေါ်မှာတော့စစ်ကောင်စီရဲ့ကုနီကယ်ဆယ်ရေးတွေအနုံနဲ့ပနေပြီးပြည်သူနဲ့လူမှုဘူညီရေးအဖွဲ့တွေကသာအဓိကကယ်ဆယ်ရေးလှုံ့ဆော်နေတာကြောင့်စစ်ကောင်ဆောင်တာရောက်ချင်းဟာဟန်ပြော့ဖြစ်တယ်လို့မန္တလေးဒေသခံတွေကမှတ်ချက်ပြုပါတယ်။ မန္တလေးတိုင်းတွင်လက်ရှိချိန်ထိနောက်ဆုံးကောက်ယူရရှိတဲ့ဆင်းတွေရနလင်းတန်းကြောင့်တေဆုံးသူ694ဦး၊ရရရရှိသူ1620ဦး၊ပျောက်ဆုံးနေသူ68ဦးရှိပြီးအသေးစိတ်ဆင်းကိုတော့ဆက်လက်ကောက်ယူနေတယ်လို့စစ်ကောင်စီထုတ်ပြန်ကြေညာသိရပါဗျ။